မိုင်ယာမီရေရှားပညာရေးစီမံကိန်းဟာလုပ်ငန်းခွင်နေတဲ့ရောက်ရှိနေတဲ့ကလေးတငယ်တွေကိုကျောင်းပြင်ပပညာရေးအထောက်အကူပြုတင်ကြားပေးနေတာပါဝီလီယာစာတင်ကျောင်းကနေတဖေးဆိုင်စားတော့ဆိုင်ငယ်မှာစပွဲတို့လုပ်နေတဲ့ကလေးအလုပ်သမားတွေကို အလုပ်ပြီးချိန်တွေမှာ အချိန်မိုင်းလှည့်လည်ပြီးအခမဲ့ပညာသင်ကြားပေးနေပါတယ်။မင်္ဂလာပါခင်ဗျာ။ DVV လူငယ်အတန်းတွေ့ဆုံမေးမြန်းခန်းအစီအစဉ်ကနေကြိုဆိုပါရစေ။ ဒီနေ့မှာတော့ My Me လို့ခေါ်တဲ့မြန်မာရွေတရားပညာရေးစာသင်ကျောင်းကစီမံကိန်းဒါရိုက်တာကိုတင်မောင်မောင်အေးနဲ့တွေ့ဆုံမေးမြန်းမှာဖြစ်ပါတယ်။အကိုကိုတင်မောင်မောင်အေးမင်္ဂလာပါခင်ဗျာ။မင်္ဂလာပါခင်ဗျာ။ဟုတ်ကဲ့အကိုရေပထမဆုံးအနေနဲ့ပေါ့နော်ဒီဒီအကိုရေပေါ့ My Me ရဲ့ project အကြောင်းလေးအရင်ဆုံးမိတ်ဆက်ရှင်းပြပါအောင်ခင်ဗျာ။ my me ဆိုရဲတဘောတော့အခြေကောက်ကတော့မြန်မာ mobile education project ပေါ့နော် MYME မြန်မာလို့ဆိုတော့မြန်မာရွှေရွှေလျားပညာရေးစီမံကိန်းပေါ့နော်အဓိကကတော့ဟို ဘယ်လိုပြောမလဲပြီးခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက်ကတော့ဒီအမြန်မာပြည်ကိုခဏပြန်လာလဲကွင်းရတယ်ပေါ့နော်အဲ့ဒီအချိန်မှာဒီတငယ်ချင်းနေတဲ့စကားပြောမိပြီးတော့လက်ဖက်ရေးဆောင်မှာပြန်ထိုင်မိတာပေါ့နော်ငွေတော့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးထိုင်မိရင်လည်းဒီလက်ဖက်ရေးဆောင်ရလုပ်နေတဲ့ကလေးသူငယ်တွေရဲ့ဒီဘယ်လိုပြောလဲဘဝအခြေအနေတွေဖျက်ဆီးခဲ့တဲ့အခက်အခဲတွေကိုရင်အလိုထပ်ပို့ပြီးတော့နည်းနည်းလေးလေးနဲ့လေးသွားပြီးတော့ဟိုထိတွေ့ခွင့်ရခဲ့တယ်စဉ်းစားခွင့်ရခဲ့တယ်ပေါ့နော်။ရင်းတော့ငယ်တော့ဟိုကိုရိုးကိုတိုင်းလည်းလက်ဖက်ရည်ဆိုင်တွေမှာ ချိန်အများကြီးထိုင်ပြီးတော့ကြီးပင်းခဲ့ကြတာပဲအဲ့ဒီတော့ကတော့ဒီကလေးသူငယ်တွေရဲ့အဲ့ကလေးသူငယ်တွေရဲ့အကြောင်းလည်းတိတ်မစင်စားမိကိုကိုရန်ကလည်းပြောပြောလို့ဒီ box ကြီးအထဲမှာရောက်နေဆိုတော့အပြင်ကလည်းပြန်ပြီးတော့စင်စားပြီးပို့တခုလွဲနေဆိုတာမသိခဲ့ဘူးပေါ့နော်ဟိုဂျပန်ဆိုင်မှာလောရယ်ဆိုတော့ចောင်းတက်ကိုအချိန်မရှိဘူးចောင်းနေရာလည်းများသောပြင်မနဲ့ဘိုင်းကြီးရှိရပေါ့နော်နေ့လယ်ဘိုင်းကြီးရှိရဆိုတော့အာအဲ့လိုမျိုးရှိတော့နောက်လို့စင်စားမိတာအဲ့ဒါဆိုလို့ရှင်တော့သူတို့ចောင်းသွားလို့မရတဲ့အတွက်စာတင်ကြောင်းပေါ့နော်စာတင်ကြောင်းကိုသူတို့စီကိုယူလာရင်တော့အဆင်ပြေမယ်ဆိုတဲ့ဟာနဲ့ အဲ့လိုမျိုးအချမ်းချမ်းနဲ့စပြီးတော့ဒီ Pascal Howe BM Howe ကိုစာတန်းချောင်းအဲ့လိုပြောင်းပြီးတော့ sanction နဲ့ညှိပြီးတော့အဲ့ဒါခုစာလိုက်တင်ပြတာပေါ့နော် L O I L My မြန်မာရွေလျားပညာရေးစီမံကိန်းရဲ့စာတင်ချောင်းကနေရာလေးနေရာမှာတနေ့ကိုအချိန်တနာရီပေးပြီးလိုက်လံတင်ကြားပေးနေတာဖြစ်ပါတယ်အကိုရောဒီတင်ကြားရေးပိုင်းပါဘောနော်ဆရာဆရာမတွေနဲ့တင်ထောက်ကူပစ္စည်းတွေကိုဘယ်လိုဖြည့်ဆွတ်ပြင်ဆင်လဲမသိဘူးခင်ဗျအမ် ပထမ6လမှာတော့ဟိုဘယ်လိုပြောမလဲဟိုနယူးယောက်ကကိုပြန်သွားပြီးတော့နယူးယောက်မှာနေတာဆိုတော့လေအဲ့မှာနယူးယောက်မှာရှိတဲ့တကယ်ချင်း6ရောက်ပေါ့နော်အမေရိကန်တကယ်ချင်း3ရောက်နဲ့မြန်မာတကယ်ချင်း3ရောက်နဲ့စုပေါင်းပြီးတော့ဒီ project ကိုစပြေခဲ့တာစတာတော့နယူးယောက်မှာစခဲ့စပြီးတော့ဒီကိုရောက်လာတယ်မနေ့ကရောက်လာပြီးတော့အခုအခြေအအောက်ခြေအစားတာပေါ့နော်စတဲ့ခါကျတော့အရင်တော့ကခုနတင်ဖို့စီမံထားတဲ့ဟာတွေတင်ဦးညွှန်းတဲ့ပြီးတော့အထောက်အပံ့ပစ္စည်းကြီးအများကြီးပဲနိုင်ငံခြား ဟိုအဆင့်နဲ့ပေါ့နော်ဒါပေမဲ့ခုနဒီလက်ရောက်လိုက်ရောက်ကိုအခက်ခဲတယ်ဘယ်လိုလဲဆိုတော့ကိုမျော်မှန်းထားတယ်လို့ဒီလက်တွေ့အခြေအနေမှာဟိုအခြေအနေကဟိုကင်းကွာတယ်အများကြီးပဲများတဲ့ခါကျတော့ဒီအထောက်အကူပစ္စည်းနဲ့ပတ်သက်လို့တော့လောလောဆယ်တော့ခုနကပေါ့နော်တတ်နိုင်တယ်လို့ပေါ့နော်ခုနကဒီကွန်ပျူတာတို့ပရောဂျက်တာတို့နဲ့သုံးပြီးတော့တင်ပြတယ်ပေါ့နော်အထူးသဖြင့်ဒီဒီကလေးသူငယ်ဆိုတာလည်းမနေ့အစောရသူတို့ထားပြီးတော့တောက်လျှောက်လှုပ်လှုပ်ခဲ့တဲ့ကလေးဆိုတော့သွားတင်တဲ့အချိန်ကညနေပိုင်းနေပေါ့နော်များတော့သူတို့ဒီ စာတော်တင်တဲ့အချိန်မှာဟိုတော်လေးကိုပြန်မနေကြပြီကလေးသူငယ်ကပြန်မနေကြပြီဆိုသူတို့စိတ်ဝင်စားလာအောင်ဘလိုနည်းနဲ့ဒီလိုမျိုးဟိုဗီဒီယိုလေးတွေပြတာတို့ဒီမှာဒီလှူရှားမှုကိုလက်လှူရှားမှုလေးပါတဲ့နီးလေးနဲ့တင်တဲ့ဟာမျိုးလေးဆိုပြီးအဲ့လိုမျိုးလေးနဲ့တင်ပြတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီဆရာဆရာမတွေကိုပြင်ဆင်တဲ့ဘိုင်းကြတော့ပြီးခဲ့တဲ့6လတော့6လတော့တော့ကိုတို့နည်းနည်းအားနေသွားတယ်အားနေသွားတာကိုတွေးမိခဲ့တယ်အဲ့ဒါကြောင့်မလို့အဲ့ဒီ6လကို pilot project နေနဲ့ကိုတို့ run လုပ်တာကိုဘာအားနေသွားလဲဆိုတော့ ဒီဆရာဆရာမအများစုကဒီကိုရိုဒီနိုင်ငံမှာကကျောင်းလင်းပညာရေးစနစ်ဒီဒီ teacher central approach နဲ့သူကစဉ်းသက်လာကြတာအဲ့တော့ကိုရိုဒီမှာသင်တဲ့ဟာကဒီကျောင်းပြပပညာရေးစနစ်เนาะဒီ non formal education နဲ့ဒီ student central approach နဲ့တွားရဲဆိုတော့အဲ့မှာနည်းနည်းလေးဟိုလေ့ဟင်းသွားတာပေါ့เนาะလေ့ဟင်းသွားတော့ခုနပြောသလိုပေါ့เนาะဒီကလေးသူငယ်တွေကိုစိတ်ဝင်စားအောင်စိတ်တက်တက်ကြွလာအောင်ပြပြရှင်ရှင်နဲ့ ဒီတင်နိုင်အောင်ဆိုတဲ့ဟာမျိုးလေးကနည်းနည်းဟိုအားနေသွားတယ်အားနေသွားတော့အခုဒီပြီးခဲ့တဲ့အာလာစပြီးတော့ကိုလိုဆရာဆရာမတို့ပြန်ပြီးတော့ဒီကျောင်းပြင်ပပညာရေးစနစ်ရဲ့ဥတီချက်တွေလှုပ်ဆောင်ပုံတွေပြီးလို့ရှိရင်ဒီနီးစနစ်တွေလုပ်ပုံလုံးကြီးပေါ့အဲ့ဒါတွေအခုပြန်ပြီးတော့ပညာဟို training ပြန်ပေးနေရတယ်ပေါ့အဲ့တော့ခုနဒီတွိုင်းတွိုင်းနဲ့ပဲတဖြည်းဖြည်းနဲ့တင်ယုံညွန်းနာရောဆရာဆရာမတွေ training ရောကျွန်တော်လိုအပ်ချက်တွေအောင်ဖြည့်ဆွမ်းပေးရအောင်เนาะဟိုဒီရွေလျားပညာရေးစနစ်မှာပေါ့เนาะအခုတို့ဒီ လောက်လာတာပေါ့နော်ဒီကြီးမားတဲ့စိန်ခေါ်မှုအနေနဲ့ပေါ့နော်ဘလို့အခက်အခဲမျိုးတွေရင်ဆိုင်ရလဲမသိဘူးအဓိကပြောရရင်တော့ဟိုပထမအခက်အခဲရတော့ခုနကနော်ဒီ sanction တွေကိုဒီနားလေလာအောင် sanction တွေကိုဒီအခုကိုတို့ဒီ pride ပေါ့နော်ပညာဒါန project လေးอ่ะဟိုအကုန်လုံးအတွက်အကျိုးရှိမယ်ဒီတို့ဒီဒီတို့တို့ဆိုင်မှာလုပ်နေတဲ့ကလေးသူငယ်တွေကိုကိုတို့ဒီမာမီမာလာပြီးတနေ့ကို2နာရီလောက်စာသင်ခွင့်ပြုမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ဒါပထမ ဟိုဘယ်လိုလဲအခက်အခဲတစ်ခုပေါ့နော်စိန်ခေါ်မှုတစ်ခုအဲ့တော့ဟိုခုနကဒီအဲဆိုင်ရှင်ကြီးခွင့်ပြုလိုက်ပြီးဆိုတော့ဆိုတဲ့အခါတော့မှခုနကကလေးသူငယ်တွေကိုပြန်ပြီးတော့ဒီနားလဲအောင်ရှင်းပြရတာလေစိန်ခေါ်မှုတစ်ခုပဲဘာလို့ဆိုတော့အများသောအဖြစ်ကကိုရိုးနိုင်ငံမှာကဒီပညာရေးစနစ်ကိုပြန်ကြည့်မယ်ပဲဖြစ်ဖြစ်ဒါပေမဲ့ပညာရေးရဲ့တန်ဖိုးကိုပြန်ကြည့်မယ်ပဲဖြစ်ဖြစ်တော်တော်လေးကိုအားလဲတယ်ပညာရဲ့တန်ဖိုးပေါ့နော်ပညာတက်ဖြစ်သွားတယ်ဘွဲရသွားတယ်ကျောင်းနေပြီးသွားတယ်ဆိုရင်တောင်မှဟို တောင်းတောင်းအောင်အလုတ်ကင်ဆင်ပြပြီးတော့ဟိုတိုးတက်အောင်မြင်သွားတဲ့လူဆိုတာဟိုရှားတယ်ပေါ့နော်ရှားတော့ဒီကလေးသူငယ်တွေကလည်းခုနလိုမျိုးတနေကုန်လဲတနေပါလဲအလုတ်တွေလုတ်တယ်တချို့ဆိုလို့ရှိရင်လာကလေးတွေရနေဆိုတော့သူတို့အနေနဲ့ဒီအားလက်အချိန်လေးမှာပေါ့နော်ဒီဘီကြည့်နေတယ်ဘောလုံးဝဲကြည့်မယ်ဟိုလျှောက်တော့ဒီလျှောက်သွားလေးရှိနေတာပေါ့နော်အဲ့တော့သူတို့ကိုဒီလိုမျိုးကိုတို့နဲ့ဟိုတနေ့ကိုနှစ်နာရီတင်လိုက်တဲ့အတွက်ဘလို့အချိုးကျစီရရသွားမလဲဆိုတဲ့ဟာကိုသူတို့ကနားလဲအောင်ရှင်းပြရတာလည်းအခက်အခဲတစ်ခု Noodle. 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 No. Noodle. Noodle. Very good. Noodles. Noodles. Okay. Good. How about this one? Peep. Peep. Peep.